စိတ်ညစ်တယ်စိတ်ညစ်တယ်ရှုပြီးတချို့ညည်းကြတာရှိတယ်စိတ်ကဘာလို့ညစ်တာတော့အညစ်အကြေးတွေနဲ့ပေါင်းပြီးလို့စိတ်ကညစ်သွားတာအလိုဆန္ဒဆိုတာစိတ်ရဲ့အညစ်အကြေးပဲမကြည်နပ်မှုဆိုတာစိတ်ရဲ့အညစ်အကြေးပဲတူဝီမိုက်မဲမှုဆိုတာလည်းစိတ်ရဲ့အညစ်အကြေးပဲဒါကြောင့်မြတ်စွာဘုရားကတယောမေဘိက္ခဝေအန္တရာမလား လောဘဒေါသမောဟဆိုတဲ့ဒီတရား၃ပါးဟာအန္တရာမလာစိတ်ရဲ့အငြိအကျေးဖြစ်တယ်တဲ့အဲ့ဒါစိတ်ညစ်တယ်ဆိုတာအဲ့ဒီတရားတွေကြောင့်စိတ်ညစ်ရတယ်လောဘဒေါသမောဟဆိုတာစိတ်ရဲ့အငြိအကျေးတင်လားဆိုတော့မကဘူးတဲ့အန္တရာအမိတ်တာစိတ်ရဲ့မိတ်ဆွေပြက်လည်းဖြစ်တယ်တဲ့စိတ်ရဲ့အကျိုးမဲ့ကိုနောက်ွယ်ကနေဖန်တီးမဲ့ မိတ်ဆွေရောင်ဆောင်းနေတဲ့ရန်သူပေါ့။နောက်ကျောကိုဓာတ်နဲ့ထိုးမဲ့မိတ်ဆွေပြက်လောဘဒေါသမောဟဆိုတာစိတ်ရဲ့မိတ်ဆွေပြက်ပါတဲ့။ဒါရင်လားအကာစီကိုအန္တရာတပ္ပတ္တလောဘဒေါသမောဟဆိုတာစိတ်ရဲ့ရန်သူလည်းဖြစ်တယ်တဲ့အတီလည်းမဲနေရှင်မဲနှောင်းရှင်မဲဒုက္ခရောက်အောင်ဆင်းရဲအောင်အမျိုးမျိုးဗန္ဒီလိမ့်မယ်။ ဒီလိုစန္ဒာတွေမကျေနပ်မှုတွေတွေးမိုင်မဲမှုတွေဆိုတာစိတ်ကိုအမြဲတမ်းဆင်းအောင်နှိမ့်ဆက်တဲ့တွေ့ကြောင်စိတ်ရဲ့ရန်သူတွေဖြစ်တယ်တဲ့ဒါကြောင့်တရားတော်မတို့ဦးရှင်တို့ကာအားလျော်စွာစိတ်ဆင်းရဲလိုက်တာလို့ညည်းရတာရှိတယ်စိတ်ကအလကားဆင်းရဲတာမဟုတ်စိတ်ကိုဆင်းရဲအောင်နှိမ့်ဆက်တဲ့အရာတွေရောဒီစိတ်ကဆင်းရဲတော့ဒါကြောင့်ဖြေတာကိုတည်နေတဲ့အချိန်မှာ ဒီလောဘဒေါသမောဟဆိုတဲ့စိတ်ကိုဆင်းရဲအောင် နှိပ်စက်မဲ့အရာတွေမရှိတဲ့အတွက်ကြောင့်စိတ်ကလေးချမ်းသာတယ်ဆိုတာဖြစ်လာတယ်။ဒါကြောင့်စိတ်ရဲ့အငြိအကြေးတွေမပေးချမ်းရလေအောင်စိတ်ရဲ့မိတ်ဆွေပြည့်တွေနဲ့ဒီစိတ်မပေါင်းမိလေအောင်စိတ်ရဲ့ရန်သူတွေရဲ့နှိပ်စက်တာကို မခံရလေအောင်ရိဒာပြီးတော့နေရတယ်။လောဘဒေါသမောဟဆိုတာဆိုးတဲ့ဘက်မှာဒီလောက်တင်ဆိုးတာမဟုတ်ဘူးတဲ့နောက်ထပ်ကျန်သေးတယ် အန္တရာဝဒကစေရသူသတ္တမလည်းဖြစ်တယ်တဲ့စိတ်ကိုဖြည့်စည်အောင်ဖြည့်စည်မယ်စေရသူသတ္တမတဲ့အလိုဆန္ဒတွေမကျေနပ်မှုတွေမိုက်မဲမှုတွေဆိုတာစိတ်ကိုအသေးအသက်မဲ့စေရသူသတ္တမလို့တောင်းမြတ်စွာဘုရားဟောတယ်နောက်အန္တရာပစ္စတိကစေရစန့်ကျင်ဘက်သမားတွေလည်းဖြစ်တယ်တဲ့ စိတ်ကဒါဖြစ်ခြင်းလည်းဆိုရင်သူကဟိုဟာဖြစ်အောင်လုပ်စိတ်ကချမ်းသာခြင်းလည်းဆိုရင်လောဘဒေါသမောဟကဆင်းရဲအောင်လုပ်စိတ်ကရှင်းခြင်းလည်းဆိုရင်လောဘဒေါသမောဟကရှုပ်အောင်လုပ်စိတ်ကအေးခြင်းလည်းဆိုရင်လောဘဒေါသမောဟကပူအောင်လုပ်မယ်စိတ်ဖြစ်ခြင်းသားကိုအလုံးဆန့်ကျင်ပြီးတော့ပဲလုပ်တယ်တဲ့ဒါကြောင့်လောဘဒေါသမောဟကိုအန္တရာပစ္စတိကစိတ်ရဲ့ဆန့်ကျင်ဘက်သမားများလို့မြတ်စွာဘုရားဟောတယ် အဲ့လိုစိုးသွမ်းတဲ့တရားတွေကိုမိမိစီတဲမဝင်ရအောင်မရောက်ရအောင်ထိမှုသဘောရဲ့ပုံမှာဒလဇက်တတိဓာပြီးတော့နေကြရတာလောဘဒေါသမောဟဆိုတာအခု၅ချက်တောင်ပြောခဲ့တယ်အန္တရာမလာစေရအငြိအကြီးအန္တရာအမိတ္တစေရမိတ်ဆွေပြည့်အန္တရာတပ္ပတ္တစေရရန်သူ အန္တရာပစ္စတိကအန္တရာဝရကစေယတုတ္တမအန္တရာပစ္စတိကစေယဆန့်ကျင်ဘက်တမအဲ့ဒီလိုသိုးသွမ်းတဲ့တရားတွေဒီစိတ်ကိုဝင်ပြီးတော့ညှိအောင်ဆင်းရဲအောင်ပြေးကျန်အောင်မလုံးနိုင်ဖို့အတွက်တတိနဲ့ဒီစိတ်ကိုကာဝယ်ဆောင်ရှောက်ရတာညှိအောင်လုံးမဲ့အရာတွေမရှိတော့စိတ်ကလေးဖြူတယ်ပေါ့ ဆင်းရဲအောင်နှိမ့်ဆင်းမဲ့အရာတွေမရှိတော့စိတ်ကလေးချမ်းသာတယ်ပေါ့စိတ်ကိုပူလောင်အောင်ရှုမြိတ်မဲ့အရာတွေမရှိလို့စိတ်ကလေးအေးချမ်းတယ်ပေါ့ဒါကြောင့်ထိမှုသဘောကိုဒလဇသတိထားနေတဲ့မြင့်မြတ်တဲ့လုပ်ငန်းကိုကြိုးစားတိုင်းကြိုးစားတိုင်းကိုယ့်စိတ်ကိုချမ်းသာအောင်လုပ်နေတာကိုယ့်စိတ်ကိုအေးချမ်းအောင်လုပ်နေတာကိုယ့်စိတ်ကိုဖြူစင်အောင်ကြိုးစားတာဒီတိထားတဲ့လုပ်ငန်းစဉ်ကလွယ်လို့စိတ်ကိုဖြူစင်အောင်လုပ်တဲ့နည်း ိကိုချမ်းသာအောင်လုပ်တဲ့နည်းစိတ်ကိုအေးချမ်းအောင်လုပ်တဲ့နည်းဆိုတာမရှိပါဘူး။ဒါကြောင့်အလွန်မြင့်မြတ်တဲ့ကျင့်စဉ်ကိုကျင့်နေတာဝင်လေဝင်တိုင်းထီတယ်။ထီတိုင်းထီတိုင်းတည်နေအောင်ကြိုးစားထွက်လေထွက်တိုင်းထီတယ်။ထီတိုင်းထီတိုင်းတည်နေအောင်ကြိုးစားဒီလိုတည်ထားခြင်းဟာဒီစိတ်ကိုမစင်းရဲအောင်ဖြူစင်းအောင်ကျန်သူတွေအညစ်အကြေးတွေမဝင်အောင် ကာကွယ်ရှောင်ရှောင်နေတာဒါကြောင့်မြတ်စွာဘုရားကသူတို့တတန်သူနိပုဏ္ဏယထာကမနိပါတိနာစိတ်တံရခေထမေရာဝီ စိတ်တံခௌတံဒုက္ခဝဟံလို့ဒီလိုဟောတာပေါ့သူတို့တတန်အလွန်မြင်နိုင်ခဲ့တဲ့သဘောရှိတဲ့သူနိပုဏ္ဏအလွန်နုံညံ့သိမ်မွေ့တဲ့ယထာကမနိပါတနာစီမရှိကံမရှိဘယံဗရာရောက်ချင်အောင်ရောက်သွားတဲ့သဘောရှိတဲ့ စိတ်တံစိတ်ကိုမေတာဝီကြောင်းကျိုးမြင်သည့်ပညာရှိသည်ရက္ခေတာတတိတရားဖြင့်စောင့်ရှောက်ရ၏ဂုတ်တံစောင့်ရှောက်လို့လုံခြုံတဲ့စိတ်တံစိတ်သည်ဒုက္ခဝဟအမျိုးမျိုးသောချမ်းသာဒုက္ခကိုပေးလိုက်မယ်